ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ KVK News Channel နဲ့ပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူအမေခန့်ရေးသားထားတဲ့ဂမ်ဘီယာမောင်ဖုံနဲ့အမောင်ပျော်ကဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါအောင်မယ်။ဖိုးထောင်တယောက်မိမိမျက်နှာကိုတစုံတစ်ယောက်ကစိုက်ကြည့်နေရကိုတတိထားမိနေတဲ့အတွက်မျက်စိဖွင့်လိုက်တော့ မြူရီဆိုင်နေရာကြောင့်ပဝင်းကျင်းကိုရှင်းလင်းစွာမမြင်ခဲ့ရဘူး။ဒါကြောင့်မျက်စိကိုလက်နက်ဖက်နဲ့ပုတ်ကာထိုက်ရလိုက်တယ်။ပြီးရနဲ့အရှိကိုဆက်သွားတဲ့ချိန်လေးတဖြူဖြူနဲ့ရှုမြင်ပွဲရာတစ်ပင်ပန်းမင်းလေးနဲ့မျက်စိတဆုံတောတောင်တွေကိုတွေ့မြင်လိုက်ရတယ်။တက်ခတ်နေရလေးကိုတော်အကြီးခန်းစားလိုက်ပြီးပဝင်းကျင်းကိုငေမောကစဉ်နှလုံးအေးချမ်းစေခဲ့တယ်။အဲ့ချိန်ကဲရှုခင်းနေကြည့်ပြင်းလေအခွင့်ကြုံခိုက်လေးတောင်ပေါ်ကဇေရောမျက်ကြည့်ကိုတော့ဖူပါအောင်လားအတန်ကြာအရက်ကိုဖိုးထောင်လှည့်ကြည့်လိုက်တော့ ညညရအဝယ်စားကိုဆင်မြန်းထားပြီးခေါင်းမောက်မှာလည်းထို့အတူခေါင်းမောက်စားတစ်ခုကိုပေါင်းထားကိုတွေ့လိုက်ရတယ်။လက်မှာလည်းအနေရောင်တောင်ဝေးတစ်ချောင်းကိုပန်ဆောင်ထားတဲ့အတွက်ဇော်ကြီးဆိုတာဒီလိုမျိုးလားဆိုပြီးအသည့်စန်းနေနဲ့ကြည့်နေမိခဲ့တယ်။ရေဘက်မှာတော့အဝါရောင်အစကိုတင်းကျပ်စွာဆင်းအောင်ထားပြီးသူ့ရဲ့ပဝင်ကျင်းမှာအဖျော်အခိုးငွေထွက်ပေါ်နေခဲ့တယ်။အနောက်မှာတော့အပြောင်လဲနှံတစ်ခုထွက်ပေါ်နေတဲ့ကြောက်ဖြာချက်ပေါ်မှာလဲလျောင်းသားဖြစ်နေတဲ့ဆရာမဖုံးကိုတွေ့ရပြီးဘေးပတ်လယ်မှာအစိမ်းအောင်ရွက်တွေကိုထူထောင်ကောင် ဝိုင်းပတ်ထားကိုမြင်တွေ့ခဲ့ရတယ်။အေချမ်းကြည်လင်ရဲ့သူ့စိတ်ထဲမှာဆရာမဖုံးကုတ်ကြည့်ပြီးစွန့်ရင်စေးဖြတ်ပေါ်ကချက်ချင်းဆိုသလိုရမောသွားခဲ့တာတော့အမှန်ပင်ဖြစ်လေ။ပြီးတော့မှမမင်းသူကိုမတွေ့ရတဲ့အတွက်ဒါနဲ့မမင်းသူရော မတွေ့ပါလား။သူကအခုဗမာလဲဗျ။ဖိုးထောင်မိလိုက်တဲ့စကားကြောင့်ဆရာမဖုံးကိုစေကူတနေရစောကြည့်ရ။အင်းမောင်မင်းသူရဲ့တိလာသမားတွေကအချိန်မခိုင်းသေးတော့ဒီလိုနေရာမျိုးကိုတူလာလို့မရဘူး။သူရှိရင်လည်းဇင်းကြိုက်တောင်ပေါ်မှာပဲရှိနိုင်တယ်။ ဒါပေမဲ့တောင်ပေါ်ကနေဆင်းလာတဲ့အခါသူ့ရဲ့တမားဒီအားကတာမန်ထက်အဆမတန်တိုးတက်နေလိမ့်မယ်။ဖိုးထောင်မှာတဖက်ကပုပ်ကိုရဲစကားကိုအသေးချာနားမလဲပေမဲ့တဆုအခုသူတယောက်တည်းဖြစ်နေမှာပေါ့ဗျ။ကျွတ်တို့ဒီကိုရောက်တာဘလောက်ကြာနေပြီလဲ။တင်းတို့ဒီရက်ကိုရောက်တာနှစ်ရက်လောက်တော့ရှိနေပြီ။တင်းရလေဆက်တန်းကြောင့်အကျဉ်ဖြားပြီးသတိလေးမေးမြောနေရ။အခုမှသတိလေတဲ့ဆိုတော့ကျုပ်ရဲ့ဆရာတို့လေတင်းနေပြန်ကောင်းအောင်ကုသပေးနေရ။ကျုပ်သိပါရဲ့။ဒီအတွက်လေကျေးဇူးတင်ပါရဲ့ဗျာ။ ဒါဖြင့်ကျုပ်တောင်မို့ဘလို့သွားရမလဲလမ်းညွန်မအောင်ပြတောင်မို့ကိုတော့ဘလို့စွမ်းရည်မျိုးနဲ့မှဝင်ပေါက်ဖန်တီးပြီးသွားလို့မရဘူးခြေချင်းပဲသွားလို့ရမယ်နောက်ပြီးတောင်အမြင့်ကပေ3000ကျော်မြင့်တဲ့အတွက်တက်တက်နိုင်မှာမလားရပါပြီဗျာဖះလဲဖူးရင်ကျုပ်တပည့်ကိုတွေ့အောင်ရှာပြီးမှပြင်ဆင်ခဲ့ပါမယ်ခဏကြာတော့ဖိုးထောင်တယ်အမြင့်ပိုင်းရဆင်းလို့စောကြီးညွန်ပေးရဲ့လမ်းအတိုင်းတွတ်တွင်တွင်စီစီနေရဲ့မြစ်ထိပ်ကလှိုင်းကိုယ်လေးကိုဝင်ရောက်သွားတဲ့အခါတုံရင်လေးရဲ့ရေလိုင်းတစ်ခုကိုဖျက်ချော်ပြီးရဲ့နောက်ပိုင်းတော်လန်လေးတစ်ခုကိုတွေ့ရှိခဲ့ရတယ် အဲ့တော်လန်လေးအတိုင်းနေထန်းတစ်ဖျားလောက်တက်လာခဲ့တဲ့အခါမှာစင်ကြိုက်တောင်ပေါ်ကိုရောက်ရှိလာခဲ့တယ်။တောင်တက်လန်လေးကတော့ဖိုးထောင်အတွက်တစုံတစ်ယောက်ကရှင်းနေပေးထားတဲ့အလားဖြောင်ဖြူးပြည့်ပြည့်နေခဲ့တယ်။ဒီအတွက်ပဲဆိုရမလားတောင်ပေါ်အချိန်မနည်းခင်ရောက်ရှိလာခဲ့ခြင်းဖြစ်လေ။ဖိုးထောင်လေးတောင်ပေါ်ရောက်တော့ဇီရီရင်ပြည့်မှာချစ်ပြည့်လက်ပြည့်ထိုင်ချကအမောဖြစ်နေတဲ့အချိန်ဆရာရဲ့ဘေးများသွားနေရလဲကျုပ်ပြန်နမ်းပြောင်းနေရဆိုပြီးအမောတကောပြေးလာတဲ့မောင်မင်းသူကိုတွေ့လိုက်ရတယ်။ဖိုးထောင်လေးတောင်ပေါ်ကိုအရောက်မှာ ဆက်ဆိုင်မဲ့မြိုက်တပည့်ဖြစ်သူတွေ့လိုက်ရကြောင်းဝမ်းသာသွားခဲ့တယ်။မမင်းသူအောင်လည်းပြုံးရွှင်နဲ့မျက်နှာထောင်းနဲ့ဆရာကျွန်တော်နောက်ကခဏလိုက်ခဲ့ပါကျွန်တော်တောင်ပေါ်မှာထိုးဆန်းတာတွေ့ထားရဲ့ဗျဆရာပြကြံလို့စောင့်နေရလို့ပြောလိုက်တယ်။အနာမကပ်ပဲပြောလိုက်တဲ့တပည့်ဖြစ်သူကြီးကဖိုးထောင်တယ်ဆရာမောင်ဖုံးအခြေအနေကိုမမေးပဲသူပြောချင်အောင်ပြောနေရဲ့မမင်းသူကိုမင်းကောပြလိုက်ပြီတဲမာယာရီငါ့ကိုဒါမျိုးလာမစမ်းနဲ့လို့ပြောပြီးထိုင်နေရကနေမမင်းသူကိုလက်ညှိုးနဲ့ထိုးလိုက်ပြီး စက်ကနေဂါတာတပုတ်ကိုရွှေ့လိုက်တော့ရဲ့နေမောင်မင်းသူဟာနာနာဖက်ကိုလက်နဲ့ပိတ်ကသွေးသွေးတန်းអော်ပြီးထွက်ပြေးသွားတွေ့လိုက်ရတယ်။ဖိုးချောင်နဲ့တာမတ်ထက် သူကယူဆိုင်ရမောင်သတိထားပြီးဖះကတော့ကဇေဒီပတ်ဝန်းကျင်ကိုလှက်ပတ်ကြည့်နေတဲ့အချိန်ဇေဒီရဲ့တောင်းတနေရမှာတရားထိုင်နေတဲ့တပည့်ဖြစ်သူကိုတွေ့လိုက်ရတယ်။သူရဲ့နောက်မှာတော့ဝိဖြူစင်ကျေကိုဝတ်ဆင်ထားပြီးလေဘေးမှာစေပတိကြီးဆွဲထားတဲ့သူဟာထိုင်ကြည့်နေရကိုမြင်တော့အနေငယ်အံ့ဩသွားခဲ့တယ်။အနာကက်ကြည့်လိုက်တော့မှစပင်ဖြူမုန်းဆွေဖြူရင်းနဲ့ အဖိုးတရားဖြစ်နေခဲ့တယ်။ဘေးမှာလည်းဆရာမောင်ဖုံရဲ့ရွှေတောင်ဝေးကရှိနေလေရဲ့။အဖိုးကသူ့အမြင်တော့"음၊ကောင်လေးဟာတရားတငယ်ကိုလာခေါ်တာလားကွ"တစင်းအဖိုးရဲ့စကားကြောင့်ဖိုးထောင်လေးကြောင်အန်းဖြစ်သွားပြီ။ဟုတ်ပါရဲ့ဗျ။ကျောက်ကမောင်မင်းသူ့ကိုလာခေါ်တာပါ။ဒါနဲ့အဖိုးကဘလို့ဖြစ်ပြီးမောင်မင်းသူ့အနာကိုရောက်နေရလဲဗျ။ကောင်လေးကအမြင်တက်ကိုမဖွင့်ပဲရမ်းပြောနေပါလား။မဖြစ်သေးပါဘူးလို့ပြောခဲ့တယ်။အဲ့လိုပြောလိုက်ပြီးကောင်လေးခဏလာထိုင်မအောင်ကွ။ ဒီတငယ်လဲမကြခင်ကိစ္စပြင်းပြောက်တော့မှာပါအဲ့လိုပြောလိုက်တာကြောင့်ဖိုးထောင်နဲ့အဖိုးကိုနာမဝတ်ထိုင်ခဲ့လိုက်တယ်ဖိုးထောင်အနားကိုရောက်တာနဲ့အဖိုးကညာလဝါးပေါ်မှာအင်တမျိုးရေးဆွဲပြီးဖိုးထောင်နှစ်ဖူးကိုလက်တင်လိုက်တဲ့အချိန်မှာအနည်းပတ်ဝန်းကျင်မှာရော်ကီဝေပုတ်ကိုတချို့နဲ့ပိတ်ဖြူစားကိုအပေါ်အောင်ညီများစွာဝစ်ဆင်ထားတဲ့သူတော်စင်တချို့ကိုတွေ့လိုက်ရတယ်။သို့တော်လည်းတရားအားထုတ်နေကြတဲ့အတွက်ဖိုးထောင်ကိုတော့လှည့်လို့ပဲမကြည့်။တမာရီအားကလွန်စွာအားကောင်းနေခဲ့ကြတယ်။ အဖိုးကရောရဲအေးလေးတရားနဲ့အဖျောင်းအလုံးလေးထုတ်ပြီးဖိုးထောင်ပြေးခဲ့တယ်။ဖိုးထောင်လေအဖိုးဟာတာမန်ပုတ်ကိုမဖြစ်နိုင်တာကိုသိနေတဲ့အတွက်ရုံရုံကြည်ကြည်နဲ့ပဲယူထားလိုက်တယ်။အဖိုးကတင်ဒီဆေးလုံးလေးကိုတင်စရာတောက်ခိုင်းတဲ့အချိန်ကြမှာတောက်ရလိမ့်မယ်။စကားပြောနေစေခဏကြာတော့မမင်းသူကမျက်စိတစုံကိုအသာဖွင့်လိုက်ပြီးငယ်တဲ့ကိုလက်နဲ့ဖိကမျက်စိကိုချက်ချင်းပြန်မိတ်လို့ဆုတ်တက်နေခဲ့တယ်။တောင်းမြင်တော့အဖိုးကအစတော့ဒီလိုပဲကွနောက်တော့အဆင်ပြေသွားပါလိမ့်မယ်။ အဲ့လိုပြောလိုက်တဲ့အတွက်မမင်းသူမျက်စိအဖွင့်ကဖះဦးချခဲ့လိုက်တယ်။ပြီးတော့မှအဖိုးကိုလည်းဆရာဖိုးထောင်နာကိုကတ်သွားကဆရာတော်ရောက်လာပြီလားလို့ပြောလိုက်တယ်။ဖိုးထောင်ကခေါင်းအသာညှိပြကမျက်စာပစ်ပြီးထိုင်ခိုင်းလိုက်တယ်။အဖိုးကပချိုင်လေးပေါ်ပြုံးလိုက်ပြီးကောင်းလေးတို့အဖိုးတခုပြောပြမယ်။ဒီအเจ้าရကစိတ်ဝင်စားဖို့ကောင်းမှာတော့အဖိုးအာမခံနေကွ့။ဖိုးထောင်နဲ့မမင်းသူလည်းတယောက်မျက်နှာတယောက်ကြည့်လို့ဟုတ်ကဲ့ပါအဖိုးကျွတ်တူနားထောင်ပြပါမယ်။อืมဒါဆိုရင်ဒီစင်းကြိုက်စံတော်ရှင်ဖះသမိုင်း ကောင်လေးတို့သိသလားမသိပါဘူးဖူဒါဆိုရင်သိချင်းကြသလားကွဟုတ်ကဲ့ဖះဖူပြီးဖះသမိုင်းလေးသိထားတော့ပိုကောင်းတာပေါ့ဖူရဲ့ကျွတ်တို့လည်းဘဟုတုတာရရပေါ့အဖူသိသလားပြောပြပါလားဗျအင်းမွန်ပြင်းနဲ့ပေါင်မြို့နယ်အတွင်းရှိကစ္စာကြီးရဲ့ဇင်းကြိုက်တောင်ကမြတ်ဗုဒ္ဓမပွင့်မီအချိန်ကတည်းကဝိဇ္ဇတို့တွေတိတ်တိရှင်မဲတိရှင်ပိုကိုတို့တွေရဲ့ပျော်ဆန်းရခန္ဓာရည်နေမြေကြီးဖြစ်တယ်ကွရှေ့ရခင်ခေတ်ကာလအစပြီးအခုချိန်ထိ ခန္ဓာရဲ့သမားရည်နဲ့ပတ်သက်မှုကြီးမားတဲ့နေမြေတို့ဖြစ်တယ်။တောင်တရှိပေါ်မှာတောင်ဘက်သမုတ်တရားပင်လယ်ပြင်ကြီးနဲ့အနီးကပ်တရှိနေရာကြောင့်တောင်ထိပ်စီတော်မှာလေတိုက်အားကောင်းလာတယ်။ပင်လယ်ပြင်မျက်နှာအထက်ပေပေါင်း322ပေမြင့်မားပြီးမွေအလွန်ပေါ်များတဲ့နေမြေလည်းဖြစ်တယ်။ကဲစားကေရီစင်ဆိုင်တောင်ကမြတ်ဗုဒ္ဓမပွင့်မီကတည်းကသူတော်စင်ရဲ့နေမြေဖြစ်လျာမြတ်ဗုဒ္ဓပွင့်တော်မူခြင်းမှာကဝံပတိယဟန္တာအရှင်သူမြတ်ရဲ့ကျေးဇူးနဲ့ဇံအဘိဓမ္မာပညာရှိရတိသူတော်စင်နေနဲ့တထုံဘရင်ရဲ့ကောင်းမှုကြောင့် ဇင်ကြိုက်ဆန်တော်ရှင်ဇေရောတဆူဖြစ်ပေါ်လာတယ်။ဒီစီဒီယာကြိုက်ထိုးဇေရောထက်၃နှစ်စောပြီးတိထားကိုးကွယ်ခဲ့တာဖြစ်ပြီးမွန်ဘာသာနဲ့ကြိုက်ပြင်းနဲ့လို့ခေါ်ဆိုကြတယ်။အဖို့ကြိုက်ပြင်းနဲ့ဆိုရင်အတိတ်ပဲလေးလဲရှင်းပြပါဦးဗျ။ကြိုက်ပြင်းနဲ့ဆိုတာနဂမဖျားလို့အတိတ်ပဲရရဲကွ။နကြေးရှိစုမာကနာရီကျင့်စဉ်မှာစောအာမာတော်စမလေးလုံးဘွဲတော်တစိတော်ရပြီးမာကနာရီသမားရီယသိယဟန်သူတော်စင်ပုပ်ကိုမြတ်တီလာရောက်အတိတ်ထံဝင်ရတဲ့ဖရာတဆူလေးဖြစ်တယ်။ဘာကိုပါ နဝင်းပေါက်နေမြေဖြစ်ပြီးဘာမဲ့စီဟာတော့ပထန်ဆက်ရှိသူတွေလာရောက်ဖူးမြော်လေးရှိကြရဲ့ကွ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဖိုး။စင်ကြိုက်တောင်ကိုအရှိန်နဝင်းတောင်လို့ခေါ်ဆိုကြပြီးပုတ်ပောင်းတောင်ကိုတော့အနောက်နဝင်းတောင်လို့ခေါ်ဆိုကြတယ်။ပောက်ပုတ်ကိုယ်တို့တပါဖြစ်သူဘာမဲ့စီဟာတော့ကအခုချိန်ထိစင်ကြိုက်ဒေသကိုအုပ်ချုပ်နေရပြီးအဋိဌံဝင်ကြတဲ့သူတော်စင်တွေကိုနီလန်ကောင်းနေညှော်ပြပေးလေးရှိရဲ့။ကျေးဇူးတော်ရှင်မဟာဗောရိမြိုင်ဆရာတော်ကြီးကစင်ကြိုက်တောင်အနီးမှာတုံနေတီတီအဋိဌံဝင်အားထုတ်ခဲ့တယ်။ ဆရာတော်ကြီးနဲ့ဗာမဲ့ဆရာတော်ပတ်သက်မှုတွေလည်းရှိခဲ့တယ်။ရပ်ဖန်ရကစင်ကြိုက်တောင်မှာဝိဇာရီကအစီဝေးပြုလုပ်လို့ရှိကြရလို့ဆိုတယ်။စင်ကြိုက်တောင်ကိုအရှိပုပ်ပါ၊နေထွက်ပုပ်ပါ၊အဖပုပ်ပါလို့ခေါ်ဆိုကြပြီး ပုပ်ပါတောင်ကိုတော့အနောက်ပုပ်ပါ၊နေဝင်ပုပ်ပါ၊တားပုပ်ပါလို့ခေါ်ဆိုကြတယ်။ပုဂ္ဂိုလ်တူများစွာအတိတ်ထံဝင်ကြလေးရှိပြီးအတွေ့အကြုံတွေလည်းများစွာပင်ကြုံတွေ့ကြရတတ်တဲ့မဟာကဏ္ဍကြီးအောင်မြေဌာနကြီးတနေရာလေးဖြစ်တယ်ကွ။တောင်အနေနာဝင်းကျင်မှာစင်ကြိုက်စီရောအပြင်မင်းတရားပါတောင် တင်ကန်လှမ်းတောင်ဘာမဲ့အောင်တိတ်တိကုံဘာမဲ့အောင်မြေကိုဘိုးတော်ကြကိုစသဖြင့်နေရာတို့များစွာလည်းရှိကြတယ်ခေဆက်ဆက်ကရှင်ပြင်းနေအလေးထားတဲ့တောင်တော်မြတ်ဖြစ်ပြီးဓမ္မစေတီမင်းကြီးတိဆောက်ထားခဲ့တဲ့ဓမ္မစေတီတိမ်လည်းရှိနေခဲ့တဲ့ကွမဟာမြိုင်ဆရာတော်ကြီးဟာတထုံများတပိတ်တောင်နေမင်တရတောင်ကင်းပြင်းနေဒေါနာတောင်တန်းစရနေရာတွေမှာအလုလုခဲ့ပြီးနောက်စင်ကြိုက်တောင်မှာစကန်းဝင်အောင်မြင်ခဲ့လျာစန္ဒသူရိယာပွဲကံမဟာမြိုင်ဆရာတော်ဖြစ်လာခဲ့တယ် စင်ကြိုက်တောင်မှအထိတ်ထန်ဝင်နေများစွာရှိရတဲ့ကဗမဲဆရာတော်ချင်းမြင့်ခဲ့တဲ့တရဏဂုံ30ကိုပို့ပြီးအထိတ်ထန်ဝင်တင်းချောင်းဆိုးကြတယ်။တရဏဂုံ30ဆိုတာဘာလို့ပြောရလဲဗျ။ကောင်းလေးတို့အချိန်တိုင်ရင်သိရပါလိမ့်မယ်။အခုတော့တင်းတို့ဆရာကိုကောက်ွယ်ပေးဖို့ဝိဇ္ဇတို့တပါးရှိရာနေရာကိုပြန်ကြပါအောင်လို့ပြောလိုက်လေ။အဲ့လိုပြောလိုက်ပြီးရနဲ့ချက်ချင်းဆိုသလိုအဖို့အဟာထရက်လိုက်ပြီးဆရာမောင်ဖုံရဲ့နကပတ်ရွှေတောင်ဝေးကိုကိုက်ဆောင်လို့ဇေဒီနောက်ဖက်ကိုတလန်ချင်းထွက်ခွာသွားကိုတွေ့လိုက်ရတယ်။ ဖိုးထောင်လို့ရှာတဲ့ပဲလေအဖိုးကိုစကားကြောင့်တောင်အောက်ကိုခတ်တုတ်တုတ်ပြန်ဆင်းလာခဲ့တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီအဖိုးကိုအသွင်ပြည့်ရဲ့အင်းစမရီယာမိမိတို့ကိုင်းဖြစ်တဲ့မဟေတီစေကိုင်းတော်ကြီးရဲ့အခြေခံစမရီပါနေအတွက်တန်တရားမရှိခဲ့တာကြောင့်မှာဖိုးထောင်တို့လည်းတောင်စင်းတော်လန်လေးကနေပြန်ဆင်းလာကြရာလမ်းတော်ဝဲလောက်ရောက်တော့သူရဲ့အနာမှာတခိခိရေတံကြားနေရတဲ့အတွက်လှည့်ကြည့်လိုက်တယ်။အနာမှာတော့ကျော်ရှင်လှပနေတဲ့ခန္ဓာကိုယ်ချောမောလှပရဲ့ရုပ်ဆင်းနဲ့အမျိုးသမီး၃ဦးကိုတွေ့လိုက်ရတယ်။ ဖိုးထောင်တို့အမြင်တော့အဲ့အမျိုးသမီးသုံးကမျက်နှာလွဲပြီးရှက်သေးဖြာနေခဲ့ကြတယ်။ဖိုးထောင်နဲ့မမင်းတို့လည်းညံတွေ့နေရဲ့အလှတရားဆွဲဆောင်မှုကိုမငင်းပယ်နိုင်ဖြစ်ပြီးငေးကြည့်နေကြတဲ့အချိန်သတိထားစမ်းဒါအနှောက်ရှက်တွေပဲစိတ်ကိုနှိုင်းအောင်ထိန်းပြောလိုက်တဲ့တောင်မမတွေ့ခဲ့တဲ့ဖိုးအတန်းကနစီအတွင်းကနေဆူဆူရှာရှာထွက်ပေါ်လာခဲ့တယ်။ထွက်ပေါ်လာတဲ့အတန်းကြောင့်ညစီကိုစုံမိတ်လို့ခဏအကြာညာလက်ကိုနှဖိုးပေါ်ကိုတင်လိုက်ပြီးအနှောက်ရှက်မှန်တဲ့များအလုံးကင်းစင်ပပျောက်စေး အမိတ်မနာကံပဲဆက်လက်နှောက်ယှက်နေမယ်ဆိုပါကဆိုင်ရကပြည်ပြန်တားဆီးစီလို့အမိတ်ပြန်ခဲ့လိုက်တယ်။ဖိုးထောင်အမိတ်ပြန်လိုက်တာနဲ့တပြိုင်နက်အမျိုးသမီးသုံးကမြန်ဆန်လုံးနဲ့အခိုက်တက်မှာမြုံငွေတွေအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။မင်းတို့ခုနမင်းကြားလိုက်တယ်မလား။ဟုတ်ကဲ့ကြားလိုက်တယ်ဆရာ။တော်မော်ကအဖိုးရဲ့အတန်းမလား။အေးဟုတ်တယ်။ဒါနဲ့မင်းကအဖိုးနဲ့ဘလို့သိရလဲပြောပြပါဦး။ဒီလိုပြကျုပ်ဆရာတို့နဲ့ဝင်ပေါက်ထဲဝင်တော့တော်မော်ကျုပ်တယောက်ထဲရောက်လာတာ။အဲ့ဒီအချိန်အဖိုးရောက်လာပြီးကျုပ်တန်းရရီကိုလည်းသူပဲစီးကူပေးခဲ့တာ။ ပြီးတော့ကျုပ်ကိုအစိမ်းရောင်တောင်းနေတဲ့ကွန်တီချန်လောက်ဆေးတလုံးတိုက်တယ်ဗျအဲ့ဆေးတောက်ပြီးကြတဲ့ကျုပ်စိတ်တွေတည်ငြိမ်လာတယ်နောက်ပြီးတော့အင်းတပြားကိုလည်းမေရှို့ပြားချပြီးတိုက်သေးရဲ့အဖိုးကမင်းရဲ့မူလပညာရဲ့အငွေသက်တွေပပျောက်ပြီးပညာစင်တက်အင်းတိုက်တာလို့လည်းပြောတယ်ဟင်ဟုတ်လားမင်းကဒါဆိုရင်အရင်ပညာရည်တွေတခုမှမရှိတော့ဘောကွာဟုတ်တယ်ဆရာနောက်ပြီးအဲ့အချိန်ကစလို့တမာရီအားကောင်းလာတယ်ဗျစိတ်ကလည်းတော်တော်လေးတည်ငြိမ်လာတယ်ဒါဖြင့်ကိုပြောက်တဲ့အစွမ်းကရောရှိနေသေးလားကွာ ိုပြောက်လို့တော့ရသေးရဲ့ဗျ။အဖိုးကပြောတယ်။အဲကိစားနန်းစင်ညှိယူလို့ရတယ်တဲ့။မလို့အတဲ့နေရာမှာအတုံးချရင်တော့သူ့လိုလိုပပျောက်သွားလိမ့်မယ်တဲ့ဗျ။ဖိုးထောင်တို့လည်းစကားတပြောပြောနဲ့တောင်စင်တော်လန်လေးရနေအောက်ကိုဆင်းလာကြပြီးတနေရာရောက်တော့မမေထွက်မလာခင်ကတည်းကစော်ကြည့်ပြလိုက်တဲ့ခါရာကိုပါဇက်လို့ရုံများရွှတ်လိုက်တာနဲ့စဝိုင်းပုံတံဝင်ပေါက်တစ်ခုပေါ်ပေါက်လာကြောင်းဆရာတပည့်နှစ်ယောက်ဝင်ရောက်ခဲ့ကြတယ်။အထက်ရောက်တော့မူလာဖိုးထောင်ထွက်လာတဲ့မြေကမ်းပြီးတောင်နေရာမဟုတ်တော့ပဲစီယိုတစ်ခုနဲ့အတူ တည်တကြနာစွာဆောက်လုပ်ထားတဲ့တဲ့ရင်လေးကိုတွေ့လိုက်ရတယ်။ထူဆန်းနာကနေရာမရှိပဲသူ့လိုလိုတောက်ပမှုရှိနေအောင်ပါ။အထဲကိုကြည့်လိုက်တော့ကြောက်ဖြာချက်ပေါ်မှာဆီယာမောင်ဖုံးကထရက်အနေထားရှိနေခဲ့တယ်။ဆီယာမောင်ဖုံးကိုတော့အင်းစီထဲမှာထည့်ထားပြီးဇော်ကြီးရလဝါနှစ်ဖက်ကိုအုံပြုလို့ဆီယာဖုံးရဲ့ကြောပြင်ကိုတွန်းကန်ထားခဲ့တယ်။ဇော်ကြီးရဲ့လဝါနှစ်ဖက်မှာတောက်လောင်နေတဲ့ဆက်အရှင်ကိုဖိုးထောင်တဲ့အတူမမင်းသူအားပါတွေ့လိုက်ကြရတယ်။ထူဆန်းနာကထွက်ပေါ်နေတဲ့ဆက်ကနေကြည့်မြင်ရသူအဖို့ တောင်ကအေးချမ်းမှုကိုခံစားမိခဲ့ကြတယ်။အဲ့ဒီချိန်တော်တဲ့ကနေငှက်ဆိုးထိုးတန်ကနီးလာနိုင်ဝေးသွားလိုက်ထွက်ပေါ်နေပြီးကျင်းငှက်တာရကတွေအလုံးကိုနေရာတစ်ကိုင်းဆောင်က နေထပ်ပြန်သွားအောင်ကိုထူးဆန်းစွာတွေ့မြင်လိုက်ရတယ်။နောက်တစ်ချက်အနေနဲ့ကတောအုပ်တစ်ခုလုံးအမောင်ဖုံးလို့ပြင်းထန်တဲ့အချိန်နဲ့အရာဝတ္ထုတစ်ခုကဆရာမောင်ဖုံးတို့တဲရင်ကလေးစီအရောက်လာနေအောင်ကိုလည်းတရေထားမိခဲ့ကြတယ်။ခဏကြာတော့ရင်ထိုးလှုပ်ရှားနေတဲ့တောအုပ်ထဲကနေ ကောင်းကင်ရံမှာငှက်တပွဲ ပြန်တန်းလာနေတဲ့ဇော်ကြီးတပါးကိုတွေ့ခဲ့ကြရတယ်။အဲဇော်ကြီးကဖိုးထောင်လို့ရှိရစီခုံစင်းလာကဘယ်လဝါးထဲမှာပါလာတဲ့စိတ်မြတ်တစ်ခုကိုပေးလိုက်ပြီးဒါတို့တင်းတို့စီဟာကိုးသားတဲ့အခါအသုံးပြုပါနောက်တစ်ချက်အနေနဲ့ကျွန်ုပ်လာစဉ်လမ်းမှာစက်ကြိုးစီးကဝေးတချို့နဲ့ရခငါးကောင်အခုနေရာကို OTB လာနေကြတွေ့ခဲ့ရတယ်။ဒါကြောင့်အစစအရရာဂရုစိုက်ပါလို့ပြောလိုက်ပြီးစေးချိန်လုံးကိုမြေပေါ်မှာထောက်လို့လျှင်မြန်တဲ့အချိန်နဲ့ကောင်းကင်ရံကိုပြန်လည်ထွက်ခွာသွားခဲ့တယ်။ ဇော်ကြီးထွက်သွားပြီးများမကြာမီလေတဝူဝူတိုက်ခတ်ကမိုးကလည်းအဆမ်းအပြက်ရွာသွန်းခဲ့တယ်။ဆရာကျွတ်တို့ဘာဆက်လုပ်ကြမလဲ။အင်းလာမယ့်ပြီးပြေးတွေ့ရုံပေါ့ကွာ။ဒီတဲတွေ့ရုံဘယ်သူမှဝင်လို့မရအောင်မင်းဟာတောင်းနေရတယ်မှာကွန်ချာအင်းနေမြုပ်ထားလိုက်။ဒီဆေးမြက်ကိုလည်းဝိဇာပုတ်ကိုကြီးရဲ့ပြီးမှချထားလိုက်ပါ။ဒါမှလိုအပ်ရင်သုံးလို့ရမှာကွာ။ဟုတ်ကဲ့ဆရာ။မင်းတို့လည်းဆရာဖြစ်သူပြောတဲ့အတိုင်းတဲ့ဘေးပက်လေမှာအင်းနေမြုပ်လိုက်ပြီးပါဇက်ကနေအထက်ဆရာကြီးများရဲ့အမိတ်ဆရာမောင်ဖုံးကြီးအာနာအယ ဤတဲနေရာသို့မြေကဲ့သို့သောပုံကိုဖြစ်နေပါစေအရေးမျှပင်ခြေချရမရစေနှင့်အမိတ်မနာကမ္မကငရေမီတမျှလောင်ကျွမ်းစေသာမောင်မင်းသူ အမိတ်ပြန်နေရာကိုဖိုးထောင်ကပြုံးလို့ကြည့်နေခဲ့တယ်ပြီးရောင်နဲ့မောင်မင်းသူအခုချိန်ကလေးဟာဆေးကုပေးနေတဲ့ပုံကိုနဲ့အတူဆရာမဖုံကလှုပ်မရအခြေအနေဖြစ်နေတယ်ဒါကြောင့်ငါတို့ကအတက်နိုင်ဆုံးဘယ်သူမှနှောက်ရှက်မရအောင်ကာကွယ်ထားလိမ့်မယ်။ဟုတ်ကဲ့ပါဆရာ။ဖိုးထောင်တို့လည်းတဲတွဲမှာခொနီယခံလာမဲ့အနေရကိုစောင့်ကြုံနေခဲ့ပေမဲ့ ဘယ်သူမှရောက်မလာခဲ့ကြအောင်ဒါနဲ့အချင်းတစ်ခုတဲမှရှိသည်များအစားအစာတွေကိုစားတော့ရင်တရေထားပြီးစောင့်ဆိုင်လာကြရာရက်၂၀ကြာတဲ့အခါမှာတော့တဲတရပို့ကိုဟာထိုက်ရက်လိုက်ပြီးဘေးမှာချထားတဲ့ဆေးမြက်ကိုကင်ကဆေးချိန်လုံးနဲ့သုံးချက်တတိခောက်နေအောင်ကိုတွေးခဲ့ရတယ်ပြီးတော့မှအဲ့ဆေးမြက်ကိုချိန်မှကဆရာမဖုံရဲ့နှာခေါင်းရှိတက်တက်မှာလဝါနဲ့အတာအုပ်လို့ထွက်ပေါ်လာမယ့်အနံ့ကိုရှူရှိုက်စေခဲ့တယ်။ဆရာမဖုံကအဲ့လိုရှူရှိုက်ပြရနဲ့မျက်စိပွင့်လာကအသက်ကိုဝါနေအောင်ရှူလို့တမလင်ခွေထိုင်နေရကနေ ပါဇက်လှုပ်ယုံများဂါရာရွတ်နေရကိုမျက်နှာဖိုးထောင်တဲ့မောင်မင်းသူအနောက်အပြေးသွားကဝါတာအရာကြည့်နေခဲ့ကြတယ်။ဂါရာရွတ်ဆိုနေတဲ့အတွက်ဆရာဖုံးကိုစကားမပြောဘဲကုသပေးရဲ့ပုတ်ကိုကြည့်လိုက်တော့အဲ့ပုတ်ကကသင်တို့ဆရာအဖိုးလည်းရလာရင် တရားကအကြီးစားကြီးပါလား။လွန်ခဲ့တဲ့နှစ်အနေငယ်ကလည်းဝိဇ္ဇာရှစ်ပါးနဲ့အတူ ရောက်ရှိလာသေးရဲ့ကွ။ဗျာဟုတ်လား။ကျို့တို့လည်းမသိကြရပါလား။အော်ဆရာကလည်းကျို့တို့မသိဆိုဆရာဖုံးထွက်သွားတဲ့အချိန်ကဖြစ်မှာပေါ့ဗျ။အေးဟုတ်တယ်ဖြစ်နိုင်တယ်ကွ။ ဲ့တော့ဆရာသွားတာသုံးနှစ်လောက်ကြာရလေကွာอืมဒါနဲ့တင်းတို့ဆရာကဆရာတီတီလှုံရှားနိုင်အောင်မဟုတ်ဘူးကျွန်တော်ကူတာပေးရမယ်တာဝန်ကပြင်းမြောက်သွားခဲ့ပြီအခုတော့အထက်ကအမေအသေးကြာလာတဲ့အတွက်တော့ကွင်းပြပါဦးတင်းတို့လည်းဆက်လက်ကူညီကြမှာသေးရဲ့ပြောပြီးကူတာပေးရဲ့ပုဂ္ဂိုလ်ကပါဇက်ကနေတွန်းညှင်းစွာခရာတပုတ်ကိုရွတ်ဆိုလိုက်ပြီးတင်းတို့အသက်အန္တရာယ်ကြောက်ရောက်တဲ့အချိန်အကူညီပေးမဲ့သူတယောက်ရောက်လာပါလိမ့်မယ်အဲ့လိုပြောပြရနဲ့ဝင်ပေါက်ဖန်တီးပြီးပျောက်ကွယ်သွားခဲ့တယ် ဇော်ကြီးထွက်သွားပြီးနှစ်ရက်မြောက်ရောက်တော့ဖိုးထောင်တို့တရားထိုင်နေအချိန်တော်ကြီးတစ်ခုလုံးထပ်မံပြီးရင်ထိုးလှုပ်ရှားလာကခြုံပုတ်တွေထဲကနေလက်ကဝဲလုံးလောက်ရှိတဲ့မွေဟောက်ကြီးတရားဖိုးထောင်တို့ဆရာတပည့်တွေကိုတိုက်ခိုက်ဖို့ဝင်ရောက်လာခဲ့ကြတယ်။ဒါပေမဲ့ဝင်ရောက်လာတဲ့မွေဟောက်ကြီးတရားတဲနာကိုရောက်တာနဲ့ကွန်ချာစီနဲ့တိုက်မိပြီးအပိုင်းပိုင်းပြတ်ထွက်ကသေးငယ်လာတဲ့ဆန့်ချင်းမြေဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ခဏကြာတော့မျက်စိတွေဗဒံများရောင်လို့နေရဲနေရဲကြားကြည့်တရားစီးပြင်းကနေဟင်းဟောက်က အစိမ်ဝါစာမတ်တက်ကြည့်နေခဲ့ကြရတယ်။ဖိုးထောင်တဲ့အပြင်မှာရှိတဲ့အန်တီရက်ကိုအဆုံးသတ်ဖို့အတွက်ထားရလိုက်ပြီးဘေးပတ်လေကိုကြည့်နေခဲ့တယ်။ပြီးတော့မှမဝင်တမန်ကြာဝိညာဉ်ပါရှိတဲ့တိုက်ကြောက်ရုပ်ကိုရေထရထုတ်ကစီးပြင်ကိုပြစ်ချလိုက်တာနဲ့အဲ့ကြောက်ရုပ်လေးကကိုထောင်ပြည့်အလားကြီးမားနှားတဲ့ကြားကြည့်တကောင်အဖြစ်ကိုပြောင်းလဲသွားကအပြင်မှာရှိနေတဲ့ကြားရီကိုခုံအုံးလိုတိုက်ခိုက်ခဲ့တယ်။အဲ့မောင်ဝဲတမန်းကြောင့်နဲ့စီးပြင်းကကြားရီရဲ့တိုက်ခိုက်မှုတန်းကြောင့်ခဏအတွင်းမှာပဲ ဂျာဟင်းတန်နေကတောအုပ်တစ်ခုလုံးကိုကြောက်မက်ဖွယ်ရအတန်းနေထွက်ပေါ်လာစီခဲ့တယ်။အချိန်တစ်ခုကြာမြင့်တဲ့အထိအချင်းချင်းတပ်ပုတ်ကြရာကုန်းတရာစားပြီးတဲ့အချိန်လောက်ရောက်တော့ဖိုးထောင်တို့ရဲ့မှောင်ရင်တမန်ကြားကအနိုင်ရရှိသွားခဲ့တယ်။မကြပါဘူး။တပြိုင်နက်ထဲမှာအဲ့ကြာကြီးလည်းသူ့လိုလိုပြက်လဲပြီးတေဆုံသွားခဲ့တယ်။ဖိုးထောင်ကြည့်လိုက်တော့ကဝေးဆက်တွေပြင်းထန်နေရဲ့မျှတချောင်းချောင်းဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာအယိုးကောင်းတောင်ဝေးကိုတဒေါတော့ထောက်လို့တဲအနာကိုကလာကမငြိမညာမင်းညင်ရဲ့ ။သွားရည်ပေါ်မှာပြုံးများနေတဲ့အဖွာကြီးတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီအဖွာကြီးကအနာရောက်တာနဲ့ငါမြေးလေးတွေအသက်ကတော်တော်ငယ်သေးရပဲကွ။အဖွာအသက်ကြီးကြီးရမှတ်နေရ။ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့အဖွာကဇီဝင်ချုပ်ပေးရတော့မယ်ကွ။အမေအဖွာကိုကိုကိုယုံကြည်ချက်တည်ပြင်းများနေပါလား။အဖွာသာကျို့တို့စတင်တိုက်ခိုက်ကြည့်။ကျို့တို့အဖွာကိုမတိုက်ဖဲနေခြင်းနဲ့ဆိုရင်တော့ကျို့တို့ရဲ့ပညာနေမှာမဟုတ်ဘူးနော်။တဲ့ရရဆဆငါ့လိုအိုကြီးအိုမောင်များရိုင်းဆိုင်လိုက်တဲ့ကလေးတွေ အဲ့လိုပြောပြီးအဖွားကအယူကောင်းတောင်းဝေးကိုမြေကြီးကိုစောင့်ချလိုက်တဲ့အချိန်မှာတော့ဘုရားနေဘလို့ရောက်လာမှန်းမသိရဲ့ညာလင်းတို့တွေကအစွဲတကားကနဲ့ပြေးလာပါလေရောဖိုးထောင်တို့လည်းစီတွင်ကနေဖြစ်နေတဲ့အတွက်လက်ပိုက်ကအသာကြည့်နေတဲ့အချိန်အဲ့လင်းတို့တွေဟာတန်ကွန်ကြာစီကိုအပြင်းထန်ကိုက်ဖောက်နေရကိုတွေ့လိုက်ရတယ်။ဒါကြောင့်မနေတာတော့ပဲဖိုးထောင်ကညာလက်ကိုနှစ်ဖူးပေါ်တင်ပြီးဂါတာတပုတ်ကိုမတိုးမကျဲရွတ်စိုးကဝေယံလိုက်တဲ့ဆိုရင်ပဲဝင်ရောက်ထိုးဖောက်နေကြတဲ့လင်းတို့တွေဟာ တီယိုစားနဲ့ထိတယ်လို့လူလွန်ကထွက်ပြေးကုန်ကြတယ်။အဖွားဟုကလည်းမြင်တွေ့လိုက်ရအဖြစ်ပြက်ကိုကြည့်နေရကနေမျက်စိနှစ်ဖက်ကိုမှိတ်ကမြေကြီးကိုဖနှောင်းနဲ့ခက်ပြင်းပြင်းဆောင်းလိုက်တော့မြေကြီးကတုန်ခါနာကိုခန်းစားလိုက်ရပြီးကွန်ချာအင်းနေအကုန်မိထလောင်စေခဲ့ကစီပေါက်သွားပါလေရော။အဖြစ်ပြက်ကိုအရေးချိန်မြင်တဲ့မောင်မင်းသူကလွေထရနေကိုလုံးအင်းနေထုတ်နေတဲ့အချိန်ဘယနာမမသိရဲ့လှိုင်းတချို့ရဲ့ရက်ခတ်မှုဒဏ်ကိုထိတွေ့မိကချက်ချင်းဆိုသလိုပြစ်လဲသွားခဲ့တယ်။ဖိုးထောင်လေအနောက်ကိုတစ်ချက်လဲကြည့်က နာလဝါကိုထောင်ကလိုက်တော့မှကိုပြောက်ဘလူးငါးကောင်ရဲ့လက်ချက်စွာကိုတီးလိုက်ရတယ်။အဲ့ဘလူးတွေအားလည်းစီပေါချင်းကိုဆောင်ဆိုင်နေကြပြီးအလေအငိုင်းအချိန်ဝင်ရောက်တိုက်ခိုက်တာကြောင့်မောင်မင်းသူလည်းတရေမထားမိခဲ့လိုက်ဘူး။အဖေါ်အုပ်ကလည်းပြုံးရီကကြည့်နေလိုက်ပြီးလက်မကင်ထားတဲ့ရိုကောင်းတောင်ဝေးကနေစက်တွေပြစ်လွတ်လိုက်တဲ့အခါရောင်စုံပေါင်းစည်းထားတဲ့စက်တန်းတစ်ခုကဖိုးထောင်စီကိုတတ်မတ်စွာဝင်ရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာတော့ဖိုးထောင်ကိုယ်တိုင်မလုပ်ရမှန်းမသိဖြစ်ကညလဝမ်းမှာလေးကွက်အင်းရေးဆွဲပြီးကောက်ွယ်ထားခဲ့တယ်။ ဒါမှမဟုတ်လေတစ်ဖက်ကဆက်တန်းကပြင်းထန်လို့နေတဲ့အတွက်တောင်းခံလို့မရနိုင်တော့ပဲဖြစ်နေတဲ့အချိန်တပြိုင်တည်းထဲမှာပဲအေဂျင့်တင်ငိမ့်လာတဲ့အာနာတန်တစ်ခုထွက်ပေါ်လာခဲ့တယ်။အီနီယာမှာရှိသမျှအမောင်လောကတိုင်းနဲ့အောက်လန်းဆက်ကဝေဆက်မှန်သမျှပပျောက်စီရခတိုင်းမှာဘလူးညင်အောင်ထိုကိုပြောင်ရခဘလူးငါးကောင်ကိုလာရောက်ဖမ်းဆီးချုံအောင်စီအမိတ်အာနာဖိဆမ်းမကနမင်းကြီးတွေကကျင်ဆက်ကြောင်နဲ့ရိုက်နှက်စီတာစကားတန်အစုံမှာတော်ရင်ထဲမှာရှိသမျှနာနာဘာဝရီနဲ့ ဖိုးထောင်တို့တင်းရှိအားစီကိုလမ်းမှာလာနေကြတဲ့အောက်လန်းဆရာကြီးရဲ့ငဲတန်ပါအော်ပြီးထွက်ပြေးသွားတဲ့အတန်နဲ့ရတော်တော်လုံးဟိန်းနေအောင်ကြားလိုက်ရတယ်။ဖိုးထောင်မျက်စိကိုဖွင့်ကအသေးချာကြည့်လိုက်တော့မိမိရှိတတဲစီကိုဝင်ရောက်လာတဲ့ကဝေးဆက်တွေပျောက်ကွယ်သွားကိုတွေ့လိုက်ရတယ်။အနောက်မှာလည်းမမင်းသူဟာထိုင်ရလိုက်ပြီးကိုလုံးအင်းနေနဲ့တဲပေပက်လေကိုပြစ်ပေါက်လိုက်တဲ့အချိန်မှာမထင်ပေါ်လာတဲ့စီတခုဖြစ်ပေါ်သွားခဲ့ပြီးဒါလို့ကင်ဆောင်ထားတဲ့အင်းစာပုံကိုယ်တွေထွက်ပေါ်လာကတရားထိုင်နေရဲ့ဆရာမဖုံးရဲ့ပေးမှာဝင်ရနေခဲ့ကြတယ်။ ဖိုးတောင်နဲ့မောင်မင်းတို့လည်းအမိတ်ပြန်ဆိုသူကိုကြိလိုက်တော့ကို့ကိုတမျိုးမျိုးဝါနေပြီးယောဂီဝင်းစုံဝတ်ထားတဲ့တရားကိုတွေ့မြင်လိုက်ရတယ်။အဲ့ပုဂ္ဂိုလ်ကအဖေါ်အကိုကြီးကကဲတင်ရောကျုပ်ကိုတိုက်ခိုက်ခြင်းသေးရလား။မတိုက်ရဲပါအောင်ဆရာကျုပ်မတိုက်ဝတ်မအောင်။ဒါဖြစ်တင်ကဒီနေရာဒီပိုင်းနဲ့ဒီနေရာစွာမတိလျော့သလား။တိတိပါရဲ့ဆရာကျွန်တော်မျိုးမအောင်။ဆရာရေးရွှေရိုးခိုင်းစီလို့သားလာရောက်နှောက်ရှက်ခြင်းဖြစ်ပါရဲ့။တခြားရွေကြံမရှိပါဘူး။တင့်ဆရာဘယ်နေရာကနေတင့်ကိုခိုင်းစေနေတယ်လေတင်သိလား သိပါတယ်ဆရာက80ရွာမှာပေါအောင်နေပါတယ်ဒါပေမဲ့ကျုပ်ပြောတယ်ဆိုတာပြန်မပြောနဲ့နော်ဆရာလေးကျုပ်ကိုအသက်ချမ်းသာပေးပါတဲ့ရဲ့အခေါ်ပေါ်ပြောဆိုရအနေမထိုင်မလားဟန်ဆောင်မဲဆိုလဲနောက်ဆိုပြေးပလိစီအဲ့လိုပြောပြီးအဲ့ပုဂ္ဂိုလ်ကမြေပြင်ကိုဖနှောင်းနဲ့တစ်ချက်ပေါက်လိုက်တော့မှရက်နေအဖွားကကနေအသက်80အရွယ်လောက်ရှိတဲ့အဖိုးကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။음တင့်ကိုကြုံတိနေရကြပြီးရုပ်ပြောင်းကဝေးနတ်တိကတင့်စရာရွှေဦးနဲ့ပေါင်းပြီး သားပြိုသမီးပြိုတွေကိုဖျက်ဆီးနေရဲဆိုတာဟုတ်တယ်မလားတင်တို့ရဲ့အပြစ်ကခွင့်လွှတ်နိုင်စရာမရှိဘူးဒါကြောင့်တင်ကိုအရှင်လက်လက်ပြိတာပုံပို့ပေးရမယ်အဲ့လိုပြောပြီးလောကနှစ်ဖက်ကိုပိုးကပညာဆက်လွတ်ပြစ်လိုက်တော့အဲ့ရုပ်ပြောင်းကဝေရက်နေရကနေမိကိုမှွေလေပြင်းတိုက်တယ်လို့ပျောက်ကွယ်သွားခဲ့တယ်ပြီးတော့မှအဲ့ပုဂ္ဂိုလ်ကတင်တို့ဆရာကိုပြောလိုက်ပါတင်ဆရာကျမကြီးကောင်းတဲ့နေ့မှာခုနှစ်ဆင်ကျော်ကိုသွားရလိမ့်မယ်ဒါလည်းအထက်ပုဂ္ဂိုလ်ကြီးတွေရဲ့အမိမယ်ကျုပ်ကိုသွားခွင့်ပြုပါဦးတင်တို့ပညာကအရန်နုနယ်နေသေးတယ်တေချာကြီးဆိုင်တင်ယူပါ သင်တို့သင်ယူရမယ့်ပညာရက်တွေမနေမနောရှိနေပါသေးရဲ့အဲ့လိုပြောကတဲနောက်ဖက်ကိုထွက်သွားခဲ့တယ်ဒီတော့မှဖိုးထောင်တဲ့တာမန်ဆက်ကျိုးစီကဝေးဆိုရင်အခုလိုမျိုးအရင်နှိမ့်ရှားမရှိရုပ်ပြောင်းကဝေးရဲ့အစွမ်းကတော်ရုံမဟုတ်ဘူးဆိုတာသိရှိကြရတယ်ဒီလိုနဲ့ပဲဆက်ရက်တတီပြည့်ရနေမှာဖိုးထောင်တဲ့မောင်မင်းသူတဲနေရန်ကိုမိပြီးအိပ်ပျော်နေတဲ့အချိန်ကဲသင်တို့မထကြသေးဘူးလားနောက်ထပ်ခုနှစ်ရက်သားသမီးကဲတင်ပေးရအောင်မယ်လို့ပြောလိုက်တဲ့စကားတောင်းကြလို့ထားကြည့်လိုက်တော့ ကိုရောင်ကိုမှတောက်ပနေတဲ့ဆီယာမောင်ဖုံးကိုတွေ့လိုက်ရတယ်။ဒီတော့မှနှစ်ယောက်သာပျော်ရွှင်စွာဆီယာမောင်ဖုံးနဲ့စကားရီတဝါကြီးပြောခဲ့ကြတယ်။ဆီယာမောင်ဖုံးကလည်းဖိုးထောင်ကိုစင်ကြိုက်တောင်မှမှတွေ့ခဲ့ရတဲ့အဖိုးကမိမိရဲ့ဆရာဖြစ်သူဥတီလာဖြစ်ကြောင်းပြောကြတယ်။နောက်ထပ်ဖိုးထောင်တို့လာရောက်ကူညီပေးသူအားလည်းတာမန်မဟုတ်ပယောကအောက်လန်းမှန်သမျှကိုအမိန်ပေးနိုင်တဲ့အာနာဆက်ပြင်းပြသူတို့စွာကိုလည်းတီးခဲ့ရတယ်။အဲ့ပုဂ္ဂိုလ်နဲ့အတူဆရာမဖုံးအပါဝင်၃နှစ်တောင်ထွက်ခွာသွားတဲ့အချိန်မှာ ဘလို့ကိစ္စကြီးဖြစ်ရှင်းပေးခဲ့ရလို့ဝိဇာစောကြီးစီမှာစေကူတာခဲ့ရတဲ့စွာကိုတော့ခေါင်းစဉ်တစ်ခုနဲ့အတူဖော်ပြပေးပါအောင်မယ်။အဲ့နေရာကနေဆ ्याम မဖုံးတို့လည်းစကားတပြောပြောနဲ့ခုနှစ်ဆင်းရွာရှိဟာစီကိုရုပ်ပြောင်းကဝေးကိုအဆုံးသတ်ဖို့အတွက်ထွက်လာခဲ့ကြရာလမ်းမှာထူဆန်တဲ့အဖြစ်အပျက်တစ်ခုကိုဖြစ်ရှင်းပေးခဲ့ရပါသေးတယ်။ရွာလေးတူရရဲ့ဝန်းထဲစရာအခိုက်တန့်ပေါ့ဆရာဖြစ်သူတည်ဆုံပြီးခုနှစ်ရက်မလဲခင်အချိန်မှာတာဖြစ်သူကပါဇက်ကြီးရွှဲလို့ တဝတဝါဝအော်နေတဲ့အဖြစ်ကမြေတိဆရာမကုသမယဖြစ်နေခဲ့ကြအောင်အခက်တွေ့ခဲ့ကြပါသေးတယ်